။မိသားတော့ကိုကိုကိုယုံကြည်မှု confident အပြည့်ပဲ။အရင်လူထက်ဟိုကိုကအရင်ပလောက်ဖြစ်ပြီးတော့မပြောချင်ဘူးလေနော်။အရင်လူထက်တော့ခိုင်သာမအောင်စရာဘာရှင်းဟိုအာပြောင်းမှာပေါ့အခု DJ နဲ့စမ်းတီးနေတယ်ခင်ဗျားတို့ဒီမြန်မာနိုင်ငံမှာအသက်ကြီးပြီဆိုလို့ရှိရင်အသက်ကြီးလာပြီဆိုမိမတွေပို့ဆိုတယ်မိမတွေအသက်ကြီးပြီဆိုလို့ရှိရင်အာအသက်ကြီးွားပြီမဟုတ်ဘူးငငယ်တော့အထက်ခင်ဗျားအခုပြန်လို့ရင်အလုပ်တွေပို့တောင်းမှလုံနိုင်စွမ်းရှိအောင်မယ်လို့ယုံကြည်တယ် ယောက်ျားတွေစိတ်ကုန်တယ်ဆိုစကားလေးအပေးတာယောက်ျားတွေစိတ်ကုန်လို့ပေါ့အဲခံစားကြတဲ့တိုက်ဆိုင်လို့ယောက်ျားတွေယောက်ျားတွေစိတ်ကုန်လို့ဟိုဘယ်လိုပြောမလဲဆိုတော့အပြူကြီးတစ်ခုချိန်ဒီအပြူကြီးနေရာကြီးပါလားဟိုပါပေါ့ဒိုဘဲဟို save me you ပေါ့ဘာပဲပြောကို့ဘေးမှာနွေနွေထွေးထွေးလေးနဲ့အဲတင်ညာလေးနဲ့ယူလာလေးချစ်တဲ့ခါကျတော့လဲစိတ်ချမ်းသာစရာကောင်းတာပေါ့ဟိုမတက်လို့ရံဖြစ်တဲ့ခါကျလဲ စိတ်ကုန်စရာကောင်းတာပေါ့အိမ်တော်ရေးပဲဖြစ်ဖြစ်အခြေရေးပဲဖြစ်ဖြစ်အရန်နည်းနည်းပါတယ်နည်းနည်းတော့ကြတော့ဒီလိုပါပဲဟိုပါပေါ့ချရဟတ်စီရတယ်လို့ပဲလေဘဝဘဝပဲဖြစ်ဖြစ်အခြေရေးပဲဖြစ်ဖြစ်အိမ်တော်ရေးပဲဖြစ်ဖြစ်အားလုံးကရဟတ်စီနေရတယ်လို့ပဲအနေအမြင့်နဲ့သွားနေရအခြေရေးတွေတော့တိတ်မပြောတော့ပါဘူးဘာလို့လဲနုပြိုနေရဆိုပေမဲ့အဲအသက်ရနေပါပြီအခြေရေးတွေတိတ်မပြောတော့ပါဘူးအလုပ်တွေပဲလုပ်ဖို့ရခွင့်အားတွေမွေးထားတယ်ခင်ဗျာအလုပ်တွေလုပ်ဖို့ခွင့်အားတွေမွေးထားတယ်မြန်မာတန်နေဆိုမယ် အခုဆိုရင်ခိုင်းသာဟွာပေါ့ဒီတက်ကတူလက်လက်ရဲ့ချင်းအရင်တော့ Republican Win ဆိုထားတာလေအချက်ဆုံးမှုပြပြကြင်ပါတယ်တဲ့အဲ့ချင်းလေးအခုခိုင်းသာဒီတပတ်အတွင်းမှာ အတီးတီးနေပေါ့အတန်အတွင်းမဲ့အဲနောက်ပြီးတော့ဟွာချစ်သူအတွက်ဆိုစွန့်ဝင်နေပင်လေပြကြီးကစီထားစမ်းမအဲငါလေးလိုကူလာခဲ့မဲအချင်းလေးပေါ့အချင်းလေးပြန်ဆိုမဲအခုပွဲဥရအနေနဲ့ခိုင်သာအဲ့နှစ်ပုတ်ကိုစီစဉ်ထားပါတယ်အဲ့ဒါဒီတစ်ပတ်အတွင်းမှာအတီးတွေလည်းပြီးပြီပြန်ဆိုမဲပေါ့အချင်းလေးဟုတ် ။အဲဒါအရင်ကနေ့ကတရုတ်ဆောင်တာအဲလုတ်ခဲ့တာအဲမြမသံကိုချစ်တယ်ပေါ့။အဲတချင်းဆိုတာကိုပို့ပြီးတော့ခင်သားဝါသနာပါတယ်။ခင်သားကတော့ကိုကုတ်ကိုယုံကြည်မှု confident အပြည့်ပဲ။ဘာလို့လဲဆိုတော့ခင်သားကတော့တချင်းဆိုပြီးဆိုလို့ရှိရင်အရင်လူထက်ဟိုကိုကအရင်ပလောက်ဖြစ်ပြီးတော့မပြောချင်ဘူးလေနော်။ခင်ဗျာကိုစိုးနိုင်တယ်ခင်ဗျာစိုးနိုင်တယ်ဆိုတာကိုအဲခင်ဗျာမိတ်ဆွေတငယ်ချင်းပြိတ္တတွေအကုန်လုံးသိတယ်အဲ့တော့သူတို့ကပဲအားပေးတာပါတငယ်ချင်းနေမြမသားပြန်ဆိုမိထုကောင်တို့ဆိုလဲလေ တငယ်နေမြမသားပြန်ဆိုနှစ်အတန်အရန်ကောင်းတယ်ပေါ့အဲခင်ဗျားစားလို့ဒီအရင်တော့ဆိုလဲခင်ဗျားတို့ပွဲတွေဆိုရတယ်အဲဆိုလို့ရှိရင်အဲ့ပြိသက်တရားခင်ဗျားတစ်တော့ပြန်ဆော့တဲ့အချိန်မှာအမကပြန်ဆိုပါမြမသားပြန်ဆိုအမမြမသားနဲ့အရန်လိုက်တယ်ပေါ့အဲ့လိုမျိုးဆိုအရင်လူထက်အပရောက်ဖြစ်ပြီးတော့တော့မပြောချင်ဘူးအရင်လူထက်ကောင်းမသွားရင်တောင်အရင်လူထက်တော့ခင်ဗျားမအောက်စေရဘူးပြီးတော့တချင်းရဲ့အရသာကိုလည်းဟိုပေါ့အမှုပညာကိုတန်မိုးထားတယ်မပြက်စီးစေရဘူး တချင်းလုံးမယ်ဆိုလို့ရှိရင်လည်းအန်တီလက်ဆိုလည်းအန်တီလက်အန်တီလက်ခိုင်းတာအချစ်ဆုံးမပြပြကျင်ပါတယ်လို့ဒီလိုမျိုးတီးကျင်တယ်အန်တီလက်အာနောက်ဒီဟွာပေါ့ဒီချစ်သူအတွက်ဆိုစွန့်ဝင်နေဆိုလို့ရှိရင်လည်းခြေစင်းလေးဆိုလို့ရှိရင်လေသူကအရင်တော့ဆိုတယောတွေပါနေမပါဘူးခိုင်းတာခြေစင်းလေးမှဆိုလို့ရှိရင်ခိုင်းတာအိုင်ဒီယာပေါ့နော်တယောလေးတယောတန်လေးနဲ့ဆိုမယ်တယောထည့်မယ်ပေါ့ခိုင်းတာရိုက်ကူးရဲ့အတွက်ထိပါစဉ်းစားတာပေါ့ရိုက်ကူးရဲ့အချိန်မှာဒီခြေစင်းလေးမှခိုင်းတာတယောနဲ့ရိုက်မယ်အဲရိုက်ကူးရဲ့အတွက်ပါတွက်ပြီးတော့အတန်ကိုလည်းအဲ့လိုမျိုးခိုင်းတာထည့် စနစ်တကျလုံးပါပါခင်ဗျားတို့အလုတ်ကိုလေ။ဘာရှင်းကိုအာပြောင်းမှာပေါ့အချက်ဆုံးမပြပြချင်ပါတယ်ကတော့အခု DJ နဲ့စမ်းတီးနေတယ်ဒါပေမဲ့တိတ်ပြီးတော့အရသာပြတ်သွားမယ်ဆိုရင်လည်းမြမဆန်ဆန်ပဲစုံပါပါအခုစမ်းနေတော့ပေါ့နော်။ဒီအချက်ဟိုချက်သူအတွက်ဆိုစွန့်ဝင်နေရကြတော့ဘာရှင်းပြောင်းထားတယ်။ခင်ဗျားတယောတွေပါထည့်ထားတယ်တယောထည့်ထားတယ်ဟုတ် သူအရင်ဆိုထားတဲ့မှာကျတော့တရောတွေပါရင်မပါဘူးဒါပေမဲ့ခင်ဗျာကအမှုပညာကိုချစ်တယ်မြတ်နိုးတယ်အဲတချင်းနေဆိုတဲ့အခါမှာလည်းအခုဘာတွေဖြစ်နေရလဲဆိုရင်မြမသန်နေဆိုတဲ့အချိန်မှာမလီးမစားအနေထားတွေတချို့တွေ့ရတယ်ဒါကတော့ခင်ဗျာတို့ရဲ့ဝါရင်အဲဟာဆိုဟာအမေတွေကိုယ်တိုင်ပြန်ပြောတာပေါ့နော်ပြောပြတာပေါ့တချင်းတွေကိုမဝယ်ဘူးမဝယ်ဘဲနဲ့ဆိုလိုက်တယ်ပွဲတွေမှာဆိုလိုက်တယ်ဒါကဒီလူတချင်းဆိုပြီးတော့ထွက်သွားတယ် အမှန်တကယ်သူတချင်းကိုမဝယ်ထားဘူးခင်ဗျားတို့ကတော့တလေးတစားနဲ့ပဲအလုပ်ပဲလုပ်လို့တချင်းကိုကတော့ဝယ်တယ်အတန်သွင်းတဲ့အချိန်မှာလည်းဒီအရင်မူရင်းအစိုးရကြီးတွေကိုဖိတ်ပြီးတော့ခိုင်းတာအဲသူတို့ရဲ့အကြံဉာဏ်နေနဲ့အတူအလုပ်လုပ်မယ်ပေါ့ချစ်တဲ့ပရိသတ်တွေတချင်းလေးထွက်လာရင်လည်းအပြစ်ပါအောင်ခင်ဗျာတရုတ်ဆောင်နေလည်းအများကြီးပြန်လုထားပါတယ်အဲခင်ဗျာ10နှစ်လောက်နားနေခဲ့ပေမဲ့လည်းခင်ဗျာဆရာသမားတွေဖြစ်တဲ့အခုဒီစကားအဲဒရိုက်တာကိုဇော်အာယုံဦး မမတီတာတို့နဲ့နောက်ယုံကြီးကားတွေမှာလည်းခင်သာပါထားတဲ့အဲဇလန်းနေအဲယုံကြီးကားနှစ်ကားလောက်ရှိပါတယ်အဲ့ဒါတွေလက်ထွက်ဖို့ရှိပါတယ်ခင်သာအခန်းနေအဲနည်းသေးတယ်ဆိုပေမဲ့ခင်သာရရဇက်ရုပ်ကနေပြီးတော့စူးစမ်းပြီးတော့အလုပ်လုပ်နေပါတယ်အဲခင်သာတို့ဒီမြန်မာနိုင်ငံမှာအသက်ကြီးပြီဆိုလို့ရှိရင်အသက်ကြီးလာပြီဆိုမိမတွေပို့ဆိုတယ်မိမတွေအသက်ကြီးပြီဆိုလို့ရှိရင် အာအသက်ကြီးွားပြီမဟုတ်ဘူးကိုကိုကိုလှလှပပနေမယ်တတောက်ပပနေမယ်အလုပ်တွေကို ခိုင်စာတော့ငငယ်တော့အထက်ခိုင်စာအခုပြန်လို့ရင်အလုပ်တွေပို့တောင်းမှလုံနိုင်စွမ်းရှိအောင်မယ်လို့ယုံကြည်တယ်။အဲကြောင့်ခိုင်စာတို့မိမတို့ကြီးအကုန်လုံးလည်းအသက်ကြီးပြီဆိုရင်ကိုကိုပို့လှအောင်နေပါကိုယ့်ရဲ့အရေးချင်းတွေကိုပို့ပြီးတော့တောက်ပအောင်နေပါလို့ခိုင်စာအကြံဉာဏ်ပေးကြပါရှင်။